မင်္ဂလာပါရှင်လွတ်လပ်တဲ့ Radio Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တော်လိုင်းတပ်ဖွဲ့တွေပြစ်ချလိုက်တဲ့ပရာမော်တာပြက်ကျတဲ့နေရာမှာတိုက်ပွဲဖြစ်ပြီးတော့အာနာသိန်းစစ်တပ်လောက်ခံတွေတည်ဆုံမှုရှိတယ်ဆိုတဲ့သတင်း KTV မှာပျော်ပါနေတဲ့အာနာသိန်းစစ်တပ်လောက်ခံတွေတိုက်ခိုက်ခံရပြီးတည်ဆုံမှုရှိတယ်ဆိုတဲ့သတင်း ခြေလက်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်း1နဲ့စစ်ကြောင်း2တို့အာနာသိန်းစစ်တပ်နဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်ဆိုတဲ့သတင်းနဲ့ပြူရွာတွေတိမ့်ပိုက်တဲ့သတင်းအပါအဝင်တခြားစစ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ဒီမှာကတော့ဇာကြီးစိတ်ပါ။ ခုတင်ဆက်ပေးချင်တာကတော့တော်လိုင်းတပ်ဖွဲ့တွေပြေချခဲ့တဲ့ပါရာမော်တာပြတ်တဲ့နေရာမှာတိုက်ပွဲဖြစ်ပြီးအာနာသိန်းစစ်တပ်လောက်ခံတွေထပ်မံတည်ဆုံးတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်းပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာအာနာသိန်းစစ်တပ်ရဲ့ပခုတ်ကူတံမာ၁၀၁ကတလာပြီးပြည်သူတွေကိုဘုံကျဲနေတဲ့ပါရာမော်တာကို မနေ့ကတော်လိုင်းတပ်ဖွဲ့တွေကပစ်ချခဲ့ရမှာ နေမြေရှင်းနေတဲ့တော်လိုင်းအဖွဲ့တွေနဲ့အာနာသိန်းစစ်တပ်တို့ ဒီကနေ့နဝေမာလာ23ရက်နေ့နေ့လယ်ပိုင်းကလာရှာတဲ့အတွက်တိုက်ပွဲဖြစ်ပြီးစစ်တပ်လောက်ခံအနေဆုံး၄ဦးသေဆုံးကဒဏ်ရာရရှိသူတွေနဲ့နောက်ပြန်ဆုတ်သွားတယ်လို့မြိုင်ပကားဖားထံကနေသိရပါဗျ။ပေါ့နယ်နဲ့မြိုင်နယ်ထိဆက်နယ်နယ်မြေဖြစ်တဲ့နတ်သက်တဲကြီးကန်သေးကဘာဖြူကြောက်ခွက်ကြီးရွာအနီးမှာအာနာတင်စစ်တပ်နဲ့ဒေသရင်တော်လိုင်းတပ်ဖွဲ့တွေမိနစ်20ခန့်တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်မှာမျက်မြင်၄ဦးလဲကြပြီး ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရရှိကတန်နောက်ပြန်ခောက်ကတခြားနေရာတွေမှာစုဖွဲ့ပြီးလက်နက်ကြီးတွေနဲ့အချက်ပေါင်းမြောက်များစွာရန်တမ်းပစ်ခတ်နေပြီးအော်ဟစ်ဆဲဆိုငိုကြွေးတန်တွေကြာတိနေရတယ်လို့မြိုင်ပကဖကဒီကနေ့မှထုတ်ပြန်လိုက်တာဖြစ်ပါတယ်တော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းတွေဟာပေါင်မြို့နယ်ရွှေဘုံသာဖြူရွာကထွက်ခွာလာပြီးခြိုက်ဆောက်ထပောက်ကုန်းဖလန်ကိုင်းတစ်ကြီးတော့ကြောက်တိုင်ခင် ညောင်စင်ရွာတွေကိုမှွေနောက်ခါမိရှို့ဖျက်ဆီးပြီးပြည်သူတွေကိုဖမ်းဆီးတပြက်ကမြိုင်မြို့စမုတ်နစ်ကထွက်လာတဲ့စစ်ကြောင်းနဲ့နေမြေရှင်းလင်းဖို့သို့ဆိုပေမဲ့ရှင်းလင်းနိုင်ခြင်းမရှိပဲပြည်သူပိုင်းပစ္စည်းကိုခိုးယူတာပြည်သူပိုင်းကြက်ဝက်နွားတွေကိုမတရားတပြက်စားသုံးတာတွေကိုဆောင်ရွက်လျက်ဖလံကန်ကြီးရွာမှာအခြေပြုလှုပ်ရှားဆောင်ရွက်ခဲ့တယ်လို့လည်းမြိုင်ပတ်ကဖကပြောထားပါသေးတယ်။နဝေမာလာ22ရက်နေ့မနက်၄နာရီလောက်ကလည်း ဖလန်ကိုင်ကျေးရွာကထွက်ခွာပြီးပေါင်မျိုးနဲ့ကဘာပြူကျေးရွာကိုထိတွေ့တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းမရှိပဲခိုးကြောင်ခိုးဝဲမိမဆန်းဆန်းတိတ်တဆိတ်ထွက်ခွာသွားခဲ့ကြောင်းတော်လိုင်းရဲ့တပ်ဖွဲ့တွေကလည်းအဲ့ဒီစစ်ကြောင်းကိုလိုက်လံရှာဖွေပြီးအကြိမ်ပေါင်းများစွာထိတွေ့တိုက်ပွဲဖော်ဆောင်ခဲ့ရမှာလေဒဏ်ရာအတီးတီစာခါတွေရရှိကြပြီးခန်းစင်နေနဲ့သွာလာနေတာကိုလည်းတွေ့ရှိထားရတယ်လို့ဆိုပါရယ်ဒီကနေ့တိုက်ပွဲအပြီးမှာတော့အထီနာနေတဲ့အတွက် အာနာသိန်းစစ်တပ်ဟာဂျက်ဖိုက်တာနဲ့ ပေါ့မြိုင်ထိဆက်ခြေရွာတွေကိုလေးချောင်းတက်ခိုင်းမှု၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။အာနာသိန်းစစ်တပ်တပ်မ69လောက်ခန့်တရင်ခလာရ48ခလာရ48ကိုတရင်ကပြည်သူစစ်အပတ်စဉ်7ကတတတန့်စဉ်တတတင်ထွန်ပြည်သူစစ်အပတ်စဉ်7တတအောင်မိုးတို့၃ဟာ MA1 တနက်၃လဲကြီးပေါ၃ကို RG 89တောင်းတို့နဲ့ပေါ့မြိုင်ပကပါထံကို ဒီကနေ့မနေ့၈နာရီ55မိနစ်ခန့်ကအလင်းဝင်ရောက်လာခဲ့သည်တယ်လို့ဆိုပါရယ်။အဲ့ဒီပြည်သူစစ်တီဟာမန္တလေးနဲ့ရှမ်းပြည်ကနေပေါ်တာဆွဲခံရသူတွေဖြစ်တယ်လို့သိရပါရယ်။ပေါင်းမြို့နယ်အစံမှာပြည်သူတွေကိုဘုံကျဲတက်ခိုက်ပြီးပြန်လာတဲ့ပရာမော်တာတစည်းကိုလည်းနိုဝင်ဘာလ22ရက်နေ့ကညနေ9:20မိနစ်ခန့်မှာဒေတာတွေပြည်သူကာကွယ်တပ်ဖွဲ့တွေကပြစ်ချခဲ့ရာပြစ်ချခဲ့တာကိုလည်းမြိုင်ပကဖကထုတ်ပြန်ထားပါသေးတယ်။ ဲ့ဒီပြစ်ခတ်တက်ခိုင်းမှုတွေကိုတော့ MGY PDN ညာပကဖာပောက်ပကဖာ YDF နဲ့မြို့နယ်တွေက MPDF တွေနဲ့မဟာမေပူပေါင်းတပ်ဖွဲ့တွေကတက်ခိုက်ပြစ်ချခဲ့တာတွေလုပ်ခဲ့ကြတာလို့သိရပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ဇီကုံမြို့နယ်ဝက်ကော်ရွာ KTV ကိုလာရောက်ပျော်ပါတဲ့အာနာသိန်းစစ်တပ်လောက်ခံတွေတက်ခိုက်ခင်ရပြီးခုနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ဘကိုတိုင်းဇီကုံမြို့နယ်ဝက်ကော်ရွာရှိ KTV ကို လာရောက်ပြောပါတဲ့အာနာသိန်စစ်တပ်လာအောင်ခန်စစ်သားနဲ့ရဲခွနဲ့ဦးကိုနိုဝင်ဘာလ22ရက်နေ့ည7:00နာရီခန့်ကတော်လိုင်းအတက်တွေကလျှက်ရတဲ့ပြည့်ဝေယာစီနင်းတက်ခိုက်ခရာမှာစစ်သားနဲ့ရဲခွနဲ့ဦးတည်ဆုံးတယ်လို့နတ်စစ်တီအဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲ့လိုတက်ခိုက်မှုအတွင်မှာစစ်ကောမရှင်လာအောင်ခန်တွေရောက်ရှိလာတဲ့အတွက်ကြီးတရီတလက်ကြီးပေါင်၄ခုကြီးအတောင်80 equipment ၂ခုဓာတ်အုံလက်လက်ထိပ်တစ်ခုတို့ကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ အဒီတက်ခိုင်မှုကိုတော့ဘကိုတိုင်းတာယာဝေဒီခိုင်တရင်383ရတီတက်ခွဲ3နတ်စစ်တီတက်ခွဲနဲ့တရင်383ရနဲ့လာအောင်ခန့်ဂျိုးပင်ကောက် BTZM KBG PTA တက်ခွဲတို့ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့ချင်းလန်အစိုးရတက်ခွဲရဲ့စစ်ကြောင်း1နဲ့စစ်ကြောင်း2တို့အာနာသိန်းစစ်တပ်နဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင် ်ခြေလက်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတင်တဲ့စစ်ကြောင်းနှစ်တို့ဟာအာနာသိန်းစစ်တပ်နဲ့နိုဝင်ဘာလ18ရက်နေ့19ရက်နေ့22ရက်နေ့တွေကတိုက်ပွဲတွေဖြစ်ပြီးတော့စစ်တပ်ဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ခြေလက် Ministry of Defense ကကြေညာထားပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအာနာသိန်းစစ်တပ်လောက်ခံ90လောက်တေဆုံးပြီးတော့လက်နက်ခဲယံတွေကိုလည်းတင်စီရမိခဲ့တယ်လို့ဆိုပါရယ်ချင်းလန်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတည့်ရဲ့မိဖက်ဖြစ်တဲ့ ပါခော့ PDF ရဲ့အပါအဝင်ចောင်းသားတက်မတော် ABSDF PDF ခရိုင်တက်ရင်တွေပါကာဖားတွေကလေးရီဘိုလူရှင်ဖို့ KRF Ranger ကလေးဒက်ဖန်ဆို RKDF Your Defense ဆို YDS စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲညီညီအာနာသိန်စစ်တပ်ကိုတိုက်ခိုက်နေတယ်လို့ပြောထားပါဗါအာနာသိန်စစ်တပ်ဘက်ကလည်းနိုဝင်ဘာလ18ရက်နေ့မှာ Jet Fighter နဲ့ပုံရှင်လုံး Y တွဲနဲ့ပုံအလုံး90ကျော်နိုဝင်ဘာလ19ရက်နေ့မှာလည်း Jet Fighter နဲ့တကြိမ် နဝေမာလာ22ရက်နေ့မှာဝိုင်းတွဲနဲ့ပုံအလုံး60ကျော်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ချင်းလန်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတွေဟာမဟာမိတ်ကလေးရီဗိုလူရှင်းဖို့ KRF အပါအဝင်ချင်းနေရှင်နယ်ဒက်ဖန်ဆို CNDF PDF ဆိုလန်စတဲ့မိဖက်အဖွဲ့တွေနဲ့လက်တွဲပြီးတော့အာနာတင်စစ်တပ်ကိုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်မှာလည်းအာနာတင်စစ်တပ်က နဝေမာလာ22ရက်နေ့မှာဂျက်ဖိုက်တာနဲ့နှစ်ကြိမ်၄ချောင်းတက်ခိုင်းမှုပြုလုပ်ခဲ့ပါတယ်။ကျင်းလန်အစိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေဟာအာနာသိန်းစစ်တပ်လောက်ခံ50ခန်းကိုခြေမုံနိုင်ခဲ့ပြီးတော့အာနာသိန်းစစ်တပ်ဘက်ကဒဏ်ရာရသူတွေကို MN70 ရဟတ်ရည်နဲ့တယ်ဆောင်သွားတယ်လို့ဆိုပါတယ်။စစ်တုံးမှန်တချို့ထပ်မံဖန်စီရမိပြီးလက်နက် KN တွေလည်းထပ်မံသိမ်းဆီးနိုင်ခဲ့တဲ့အပြင်အာနာသိန်းစစ်တပ်က drone တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် drone တချို့ကိုပစ်ချနိုင်ခဲ့တယ်လို့လည်း နဝေမာလာ22ရက်နေ့ညပိုင်းကထုတ်ပြန်တဲ့ချင်းလန် Ministry of Defense ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ချင်းလန်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတင်တဲ့မဟာမိတ်တပ်တွေဟာစကိုင်းတိုင်းကလေးမြို့နဲ့ကံကောမြို့အကြားမှာလှုပ်ရှားနေပြီးတော့စစ်ကြောင်းနှစ်ကတော့ဖလန်းမြို့နဲ့ဝေဘူးလာမြို့အကြားဒီတေမြို့နဲ့ခိုင်ကန်မြို့အကြားစားရာတွေမှာစည်ရေလှူရှာမှုတွေရှိတယ်လို့လည်းသိရပါရဲ့ရှင်အခုတင်ဆက်ပေးချင်တာကတော့မြိုင်မြို့နယ်တိုက်ပွဲတွေမှာ အာနာသိန်စစ်သားတွေတေဆုံးမှုရှိပြီးတော့ဒုပြူစောတီခေါင်းဆောင်တအူးကိုပါဖမ်းဆီးနိုင်ခဲ့တဲ့သတင်းဖြစ်ပါတယ်ရှင်။မကွေတိုင်းမြိုင်မြို့စက်မှုနှစ်ကနေဝက်ပုတ်ရွာအတွင်ဝင်ရောက်လာတဲ့အာနာသိန်စစ်တပ်နဲ့ဒေသရင်တော်လိုင်းတပ်ဖွဲ့တို့နဝင်ဘာလ12ရက်နေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာ အာရာသိန်းစစ်တပ်ဘက်က၅ဦးတေဆုံးခဲ့ပြီးတော်လိုင်းရဲဘော်၂ဦးလည်းကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအပြီးမှာစစ်တပ်စစ်ကြောင်းအထိနာပြီးတော့ညိုင်းစမှုနှစ်အတွင်ပြန်လည်ထွက်ခွာသွားချိန်မှာအယက်သားယောက်ျားလေးတဦးနဲ့မိန်းကလေးတဦးကိုဖမ်းဆီးတက်ဖြတ်သွားခဲ့တယ်လို့အောက်ွေ့ပြည်ပဒေဖန်ဆိုကဒီကနေ့နိုဝင်ဘာလ23ရက်နေ့မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။နိုဝင်ဘာလ16ရက်နေ့ကလည်းပခုတ်ကူမျိုးနဲ့တင်ကပ်ပြူရွာကဖြူစော်တီဒူကောင်းဆောင်ဆိုသူတဦးနဲ့အပေါင်းပါတဦးဟာ ရသားပြည်သူတွေကိုပေါ်တာဆဲဖို့ထွက်လာစင်မှာဒေတာရင်းတော်လိုင်းတက်ဖွဲ့တွေကလမ်းခုလက်မှာဖန်စီထိမ့်သိမ့်နိုင်ခဲ့တယ်လို့လည်းသိရပါဗါတယ်။အဲ့လိုပြူတူကောင်းဆောင်ဖန်စီရရှိမှုနဲ့တိုက်ပွဲကိုတော့အောက်ခွေပီပယ်ဒက်ဖန်ဆိုပခုတ်ကူခိုင်လိုကယ်တရင်တ PDLF နဲ့မဟာမိတ်ပူပေါင်းတက်ဖွဲ့တွေက ပူပေါင်းတက်ခိုက်ခဲ့တာလို့သိရပါဗါတယ်။အဲ့ဒီဒေတာကန်ပူပေါင်းတက်ဖွဲ့တွေဟာစတေမာလာ30ရင်းနေမနက်9:00ခွဲခန့်ကလည်းပခုတ်ကူခိုင်မြစ်ချေမြို့ လက်ပံချောင်းကြီးရွာမှာစစ်ကောင်စီတက်ဆွဲထားတဲ့ဖုန်ကြီးကြောင်ကိုမိနစ်အနည်းငယ်အကြာမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအဲ့ဒီတက်ဆွဲထားတဲ့ဖုန်ကြီးကြောင်အနောက်ဖက်ရှိကာကင်စခန်းကိုစာတင်ကြောင်စကားစာဂိမ်းနဲ့အတူလက်ပံချောင်းဆက်လေစိတ်တို့ကိုလည်းတင်စီရရှိခဲ့ပါတယ်။အဲ့ဒါအပြင်အော်တိုဘားလာ၁ရက်နေ့ကလည်းပခုတ်ကူခရိုင်ကံရက်ရွာတန့်ကြီးရွာကိုဝင်ရောက်လာတဲ့စကားစာစစ်ကြောင်းကိုတန့်ကြီးရွာဖုန်ကြီးကြောင်အနီမှာမဟာမိတ်တပ်တွေနဲ့အတူ မနက်ပိုင်းတစ်ကြိမ်ညနေပိုင်းတစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အရင်နောက်အော်တိုဘာလာ3ရက်နေ့ကနေ9ရက်နေ့အထိထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာအထိနာခဲ့တဲ့စစ်ကောင်စီတပ်ဖက်ကပါရာမော်တာ၄စီးနဲ့ဘုံဒီ12လုံးကျေချတိုက်ခိုက်ခဲ့တယ်လို့လဲဆိုပါရတယ်။အဲ့ဒါအပြင်အော်တိုဘာလာ22ရက်နေ့ကလည်း ပခုတ်ကူမျိုးနဲ့ညောင်ကြည့်ပင်ရွာအနီကိုထိုးဖောက်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကိုလမ်းပိုင်းတနေရာမှာထိတွေ့တိုက်ပွဲတကြိမ်ဖြစ်ခဲ့သေးတယ်လို့လည်းထုတ်ပြန်ကြမှာပြောထားပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့ပေါင်မျိုးနဲ့ဝင်းကျုံပြူရွာနဲ့တစ်ချိုကုံပြူရွာတို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်းပေါင်မျိုးနဲ့တောင်ပိုင်းဝင်းကျုံပြူရွာနဲ့တစ်ချုံကုံပြူရွာတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာ ပြူသောဦးနဲ့အတူလက်နက်ခဲယမ်းတွေကိုတင်စီရရှိခဲ့တယ်လို့အိပ်ပလက်အညာမြေစစ်စင်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပေါင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ပြူစော်တီတွေကျေးဆိုးရရွာလေးရွာအနဲဝင်းကျုံပြူရွာနဲ့တစ်ချုံကုန်းပြူရွာနှစ်ရွာတို့ကို နဝင်ဘာလ၁ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်တုံမှန်သုံးဦးနဲ့အတူလက်နက်ခဲယမ်းတွေကိုတင်စီရရှိခဲ့ပါတယ်။ဒါအပြင်ပင်တောင်ပြူရွာကိုလည်းတင်ပိုက်နိုင်ဖို့ဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ပင်တောင်ပြူရွာကိုဝင်ရောက်တက်ခိုင်နေစဉ်စိတ်ဖြူမျိုးနဲ့အခြေဆိုင်ကပါစာကစစ်ကိုအင်အားအများပြားရောက်ရှိလာတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထီးကိမ်းမရှိခဲ့ဘူးလို့သိရပါဗျ။အဲ့ဒီပြူရွာတွေကိုဝင်ရောက်တက်ခိုင်ခဲ့တာကတော့အိတ်ပလက်အညာမြင့်စစ်စင်ရေးအဖွဲ့၊မြိုင်ပါကဖာ၊ပောက်ပါကဖာ MGY တက် PLC ပြည်သူ့လူမျိုးရေးတအုပ်နဲ့တခြားမဟာမိတ်များစွာပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။ အော်တိုဘာလကုန်ကနေနဝင်ဘာလပထမပတ်အတွင်းပောက်နယ်တောင်ပိုင်းကိုစိတ်ဖြူကပါဆာကအင်အားအများအပြားနဲ့စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းဟာဒေတာတွေမှရှိတဲ့ပြည်သူတွေတပ်ဖြတ်ခံရတာစစ်တပ်ကထောင်ထားတဲ့နေမိုင်းတွေကြောင့်တေဆုံရတာနဲ့ပြည်သူအိုးအင်စီစဉ်တွေကိုမိရှို့ဖျက်ဆီးခံခဲ့ရတာဆာရိုကော့ပတာဝိုင်တွဲလီရင်နေနဲ့ဘုံကျဲတိုက်ခိုက်ဖျက်ဆီးတာတွေကိုလှုပ်ဆောင်နေတယ်လို့လည်းသိရပါရဲ့ရှင်။ ုတင်ဆက်ပေးချင်တာကတော့မြန်မာစစ်ဘိုလ်ချုပ်တွေအာဏာတည်မြဲနေတဲ့၍ကြားဖြန့်အွန်လိုင်းငွေလေလုပ်ငန်းတွေကြီးထွားနေမှာဖြစ်တဲ့အတွက် အပိတိုင်အစုံတန်တားရေးလက်တွဲလှုပ်ဆောင်ပေးကြဖို့ကိုအမေရိကန်အစိုးရနဲ့နိုင်ငံတကာအတိုင်းဝန်ကို CRPH ကတိုက်တွန်းလိုက်တဲ့သတင်းဖြစ်ပါရဲ့ရှင်။မြန်မာစစ်ဘိုလ်ချုပ်တွေအာဏာတည်မြဲနေစေ ကြားဖြန့်အွန်လိုင်းငွေလေကိုင်းတွေ ကြီးထွားနေမှာဖြစ်တဲ့အတွက်အပိတိုင်အစုံတန်တားရေးလက်တွဲလှုပ်ဆောင်ပေးကြဖို့ အမေရိကန်အစိုးရနဲ့နိုင်ငံတကာအတိုင်းဝန်ထံကို ပြည်တော်စုလွတ်တော်ကိုစာပြုကော်မတီ CRPH ကနဝေမာလ22ရက်နေ့ကထုတ်ပြန်တိုက်တွန်းထားပါတယ်။မကြာသေးခင်ရပိုင်းကမြန်မာနိုင်ငံရှိအွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့လွှတ်တော်ဆိုင်ရာကြားနာပွဲတရက်ကိုအမေရိကန်ပြည်ထောင်စုအထက်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အောက်လွှတ်တော်ကိုယ်စားလှယ်တွေကကျင်းပခဲ့မှုအပေါ် ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီအနေနဲ့ကြိုဆိုပါကြောင်းအခုကွန်ဂရက်ကြားနာဝဲကတက်စေအမေရိကန်အစိုးရကိုတိုက်တွန်းမှုတွေအများဆုံးအကောင့်ထဲပေါ်ဆောင်မှုလိုအပ်တယ်လို့လည်းဆိုပါတယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အဲ့ဒီအွန်လိုင်းဝင်လေလေမှုလုပ်ငန်းတွေဟာအကြံဖက်စစ်တပ်နဲ့သူတို့ရဲ့အကျိုးစီးပွားတူလက်နက်ကန်အဖွဲ့အစည်းတွေကဖွင့်ပြကြတာဖြစ်ပြီးအကျိုးအမြတ်များစွာရရှိနေတဲ့အတွက်စစ်ဘိုလ်ချုပ်တွေအာဏာတည်မြဲနေတဲ့၍အဲ့ဒီလုပ်ငန်းတွေဟာလည်း ဆက်လက်ရှင်သန်ကြီးထွားနေမှာဖြစ်တဲ့အတွက်အကြံဖက်စစ်အုပ်စုကအဲ့ဒီငွေလေးလဲမှု လုပ်ငန်းတွေကိုအဆုံးသတ်ဖို့ကြိုးပမ်းနေတယ်လို့ဆိုတာခံပြသက်သက်သာဖြစ်တဲ့အတွက်တတိထားဖို့လိုအပ်တယ်လို့လဲ CRPH ကဆိုထားပါဗျ။ CRPH ကိုစလဲပေးနေအမေရိကန်အထက်လွှတ်တော်အမတ်တွေအောင်လွှတ်တော်အမတ်တွေနဝင်ဘာလ9ရက်နဲ့6ရက်နေ့တို့မှာတွေ့ဆုံခဲ့ကြကြောင်းအဲ့ဒီနောက်မှာစီစဉ်ကျင်းပတဲ့ကြားနာမှုတရဖြစ်ကြောင်းနဲ့အဲ့ဒီတွေ့ဆုံမှုအတွင်မှာမြန်မာနိုင်ငံအတွင်ရှိ ။ online ဝင်လည်လုပ်ငန်းတွေအကြောင်းလဲမျှဝေဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ online ဝင်လည်လက်မှုလုပ်ငန်းတွေဟာကမ္ဘာတဝန်းကပြည်သူလူထုရဲ့လုံခြုံမှုကိုဆိုးဆိုးရွားရွားထိခိုက်နေတဲ့အတွက်ပြီးခဲ့တဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံကချမှတ်အတည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်ကိုတက်ဆိုင်ရာအစိုးရတွေကအကောင့်ထဲဖော်ရင်ဆက်လက်ကြိုးပမ်းကြဖို့လေနိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့အဖွဲ့ဝင်လွှတ်တော်တွေကိုဆက်လက်တိုက်တွန်းထားတယ်လို့သိရပါတယ်ရှင်။ လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေထူကြားသတင်းတွေနဲ့ပြည်သူတွေတည်တည်သိထိုက်တဲ့ဆောင်းပါးတွေဝေဖန်သုံးသပ်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ပြည်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစေဘေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ရပါရဲ့ရှင်။